这几个，这几个，这几个，OK。啊，来。啊。来ဟိုဇလန်းနဲ့ပတ်သက်ပြီးတော့နည်းလေးညှိနှိုင်းကျင်တာဟာရှိတယ်နောက်တစ်ခုကရိုက်ကူးရက်ကိစ္စလေးပဲเนาะတို့ကအဲ့လိုမျိုးအကြောင်းမျိုးမျိုးအကြောင်းနောက်ဒီနည်းလေးရွေးပါတဲ့ဟာကြတော့ကျွန်တော်တို့က schedule တွေပြန်ညှိရတဲ့ဟာနည်းနည်းလေးခဲယဉ်မှုရှိတယ်ဆိုတော့ အခုကလည်းသူဒီလာဖို့ရှိတယ်ဆိုတော့ကျွန်တော်တို့အာလာတဲ့အချိန်လေးမှာကျွန်တော်တို့အာဟောပါတော့အာသူနဲ့ရိုက်ကူးရဲ့ရဲ့နောက်ပြီးတော့ဇလန်းကိစ္စလေးတွေနည်းနည်းဆွေးနွေးကြင်လို့လာရောက်တွေ့ဆုံတာဖြစ်တယ်ခင်ဗျာဇလန်းကပြိသက်စိတ်ဝင်စားနိုင်တဲ့ဟိုဇလန်းပုံစံပဲဖြစ်မှာပါပြိသက်စိတ်ဝင်စားနိုင်တဲ့ဇလန်းပုံစံမျိုးဆိုတော့ဟိုကျွန်တော်တို့တင်ပြမှုပုံစံလေးကအာလူနယ်လေးဟောပါတော့ဟို international ဆန်ဆန်လေးပေါ့။အဲဆိုတော့အရင်လဲမြန်မာဆန်တဲ့ presentation မျိုးမဟုတ်ဘူး။ကျွန်တော်တို့ကအာဒီဇလန်တင်ဆက်မှုပုံစံလေးရယ်နောက်ပြီးတော့ဇလန်အမျိုးအစားအစပေါ့နော်။အဲကျွန်တော်တို့ကအဲ့လိုမျိုးရွေးချယ်ထားပါတယ်။အဓိကတော့တာမန်လူတွေတာမန်အဖြစ်ပြက်နေတဲ့အဖြစ်ပြက်တရားမှမထင်မှတ်တဲ့အအချိုးကွေလေးတွေနဲ့ဟောတိဆောက်ထားတဲ့ဇလန်းပုံစံမျိုးပေါ့ဟော Thật sự là bộ phim này thì đã có một sự gặp mặt từ năm trước một là cuối năm ngoái thì dự định bấm máy thì cũng đã bị lùi lại khoảng mấy lần rồi nhưng mà lần ngày hôm nay sau khi có một buổi meeting đấy thì cũng ra được một cái kết luận là chính thức là khi mà cái bộ phim đấy sẽ được bấm máy chính xác vào khoảng đầu năm sau và Mimi đã nhận lời tham gia bộ phim này và rất là hy vọng mọi người sẽ cùng đón chờ bộ phim này với Huyền My vì đây sẽ là bộ phim đầu tiên Huyền My đóng và nhất là lại đóng vai chính và cùng với một diễn viên cùng với rất nhiều diễn viên có kinh nghiệm và đặc biệt nữa là ở một đất nước không phải là Việt Nam và hơn nữa là lại mang một ý nghĩa rất là đặc biệt khi mà mang mối quan hệ ngoại giao giữa hai nước. Thì ca bỏ nó ra thì Việt Nam mới <laughs> tham này dài mà rồi thì mi ra xe vàng cô mới mang nó là thì đấy mà bỏ nó nhưng mà bà để rồi giải giải phía đó bỏ nó cay đá là cô đó lâu quá thì là gì ấy bây giờ sẽ còn trong khu này giải rồi giải phía đó bỏ họ အခုကပုံမှန်ဆိုရင်ညီမတို့ဒီလထဲမှာရိုက်မှာပေါ့နော်အကြောင်းကြောင့်ကြောင့်ရက်ရွှေသွားတယ်ပြီးတော့ဇက်တွေလည်းနည်းနည်း frame လေးနည်းနည်း frame ကတော့ဒီ frame ပဲပေါ့နော်ဒီဇက်ဇက်ထဲမှာနည်းနည်းလေးပြန်ပြီး change နိုင်ပါရဲ့ရှေ့ရဆိုတော့ညီမတို့နောက်နှစ်၃လပိုင်းပြောင်းသွားရပေါ့နောက်နှစ်၃လပိုင်းမှာရိုက်ဖို့ရှိရဟာ အာဒီကားရဲ့မှာညီမကာရိုက်တာတခါမှဒီမှုဆောင်မှုရဲ့ကာရိုက်တာပေါ့နော်ကာရိုက်တာလေးလေးဆန်းနေပြီးတော့ဟိုဒီဇက်ကားလေးကလည်းပရိသတ်စိတ်ဝင်စားမယ်လို့ညီမထင်တယ်ပေါ့နော်အဲ့အတွက်လည်းညီမလည်းအစမ်းကုန်ကြိုးစားနေပါတယ်လို့ဟိုပရိသတ်တွေလည်းညီမကိုလည်းဝေဖန်အကြံဉာဏ်ပေးပါလို့ညီမလည်းအကောင်းဆုံးကြိုးစားနေပါတယ်လို့ဟုတ်